မင်္ဂလာပါရှင်ရောင်းခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးရဲ့နေပြည်တော်ခီစင်မှာပြောဆိုခဲ့မှုတွေကိုအသေးစိတ်သတင်းထုတ်ပြန်လိုက်တဲ့ဖြစ်မြန်မာစစ်တပ်လိန်လေသတင်းထုတ်ပြန်မှုထင်ရှားပေါ်ပါမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဌာနကမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ခန်ဆန်နေပြည်တော်ခီစင်မှာပြောဆိုခဲ့မှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်သတင်းထုတ်ပြန်လိုက်တဲ့ဖြစ်မြန်မာစစ်တပ်လိန်လေသတင်းထုတ်ပြန်မှုထင်ရှားပေါ်ပေါက်သွားတယ် မြန်မာစစ်တပ်ရွေးကောက်ပွဲကျင်းပပြင်ဆင်မှုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပူပေါင်းဆောင်ရွက်မှုမလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ခါစန်ကမပြောခဲ့ဘဲစစ်တပ်ကလိန်လယ်ထုတ်ပြန်ခဲ့မှုမှာမလေးရှားနိုင်ငံသား၏ဝန်ကြီးဌာနရဲ့ယမန်နေ့သတင်းထုတ်ပြန်မှုကြောင့်အဖြစ်မှန်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တဲ့မလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ခါစန်ကအောက်တိုဘာလ9ရက်နေ့နေ့ကျင်းပနေပြည်တော်ကိုသွားခဲ့ပြီးရင်းသို့လာရောက်တဲ့အပေါ်စစ်တပ်ကလိန်လယ်သတင်းထုတ်ပြန်ခြင်းဖြစ်တဲ့ စစ်တမ်းအလေးနဲ့သတင်းထုတ်ပြန်မှုမှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမြန်မာနိုင်ငံရဲ့ပါတီဆောင်ဒီမိုကရေစီတည်ထွင်ရေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုတွေအားတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံနေဖြင့်မြန်မာနိုင်ငံဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသမှုဖြစ်ကြောင်းရွေးကောက်ပွဲလေးလာဆောင်ခြင်းအဖွဲ့တွေကိုလည်းဆေးလွတ်ပေးသမှုလေးလည်းပေါ်ပြခဲ့တယ်မေရှားနိုင်ငံသားရဲ့ဝင်ကြီးဌာနရဲ့ယမန်နေ့သတင်းထုတ်ပြန်ချက်မှာရွေးကောက်ပွဲကဒီမိုကရေစီအတွက်တိကျရည်ကျဲစိတ်ပိုင်းဖြစ်ကြောင်းရွေးကောက်ပွဲကိုလွတ်လပ်မြတ်တာပြီးပွင့်လင်းမြင့်သာပဲ ဂျုံကြီးရဲ့လုပ်ငန်းစဉ်များပြင်ဆင်ရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်မှုပြင်သာကျင်းပတင်ကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ထို့ပြင်ရွေးကောက်ပွဲဆောင်ကြီးအဖွဲ့ရေးစီလွန်စစ်တပ်ကအာဆီယံနိုင်ငံများသို့ဖိတ်ကြားမှုနဲ့ပတ်သက်ပြီးမှတ်သားထားပြီးအရင်းအရေးကိစ္စကိုလာမယ့်၄၈ကြိမ်မြောက်အာဆီယံစည်းဝေးမှာဆွေးနွေးဆုံးဖြတ်မိဖြစ်ကြောင်းမလေးရှားနိုင်ငံအတွက်တော့ရွေးကောက်ပွဲလေးလာဆောင်ကြီးဖိတ်ကြားမှုကိုမလေးရှားရွေးကောက်ပွဲကော်မရှင်တို့အသိပေးလိုက်ပြီးဖြစ်ကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့တဲ့ ရင်းပြင်မလေးရှားနိုင်ငံသားဝင်ကြီးကမြောက်လိုင်းပအဝင်စစ်တပ်ကောင်းဆောင်နေတဲ့တွေ့ဆုံစဉ်အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်တွေပေါ်ရန်ကြံပတ်မှုတွေရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုကိုညီရင်းခွင့်ပြုပေးရန်အလုံးပေါ်နဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ရန်ထပ်မံအသိပေးပြောဆိုရင်းတို့ပြင်ရက်တိုင်းနဲ့ရက်ဖက်ဆောင်နေပေါ်ကြက်ဖက်မှုတွေကိုရက်တက်ရမလေးရှားနိုင်ငံသားဝင်ကြီးကမြန်မာစစ်တပ်ကောင်းဆောင်တွေကိုလေးပြပြဆိုတယ်။ဆက်လက်ပြီးလောင်လုံးမြို့နေရှိကြရီမှာပြည်သူတွေကိုပေါ်တာဆက်ဖန်းစီအလာအောက်တဲ့စစ်တပ်စစ်ကြောင်းဖိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်က ထိခိုက်ဒေဆောင်သူများပြတနင်္သာရီတိုင်းလာလုံးမြို့နေရှိကျေးရွာမှာပြည်သူကိုပေါ်တာဆက်ဖန်စီလာတဲ့အကြပ်ဖက်စစ်တဲ့စစ်သားကိုပိတ်ဆို့တိုက်ခိုက်ရစစ်တပ်ကထိခိုက်ဒေဆောင်သူများပြကြောင်းဒေသတွင်စေတဲ့မြစ်တွေကပြောရင်အော်တိုဝါလာ10နေမနက်10နာရီခန့်မှာလာလုံးမြို့နေရှိကျေးရွာမှာပြည်သူတွေကိုပေါ်တာဆက်ဖန်စီရစစ်သားနဲ့ကြောင်းခွဲပြီးလာတဲ့အကြပ်ဖက်စစ်တဲ့တော်လိုက်တဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်ထိုတိုက်ခိုက်မှုအတွေ့ဂျပန်စစ်တပ်ကထိခိုက်ဒေဆောင်သူများပြပြီးတိုက်စုံးတွေကိုကားသုံးစီးနဲ့လာလုံးမြေပေါ်ကိုပြန်လည်ခေါ်ဆောင်သွားကြောင်း ထို့နောက်လောင်းမြို့မှာလည်းစစ်တပ်ကတနက်တွေပြပခဲ့ကြောင်းသိရတယ်။ဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတဝဲခရိုင်တပ်ပေါင်းစုပြည်သားရေးတာဝန်ခံရဲဝန်ရှယ်တို့ကအတည်ပြုပြောဆိုတော့လည်းတိုက်ပွဲဖြစ်စေတိစိတ်ကိုမကြခင်ထုတ်ပြန်ပြီးဖြစ်ကြောင်းပြောဆိုထားပါတယ်။ဆက်လက်ပြီးအုပ်ဖွဲ့မြို့နယ်မှာစစ်တပ်ကညပိုင်းမှာရွာတွေကိုလက်နက်ကျင်တဲ့ပြည်လို့ပြည်သူအများအပြားထွက်ပြေးနေရ။ဘကုရိုင်းအုပ်ဖွဲ့မြို့နယ်မှာစစ်ကောင်စီတပ်ကရွာတွေကိုညချိန်လက်နက်ကျင်တဲ့ပြစ်ခတ်လို့ပြည်သူအများအပြားဘေးလွတ်ရာထွက်ပြေးနေကြတယ်လို့ဒေသခံတွေနဲ့စေတဲ့တဲ့မြို့ချုပ်ကပြောတယ်။ အော်တိုဘလကွယ်နေည9:00ကဝင်းကျက်ကကျိုးပိတ်ကောင်းမြွနဲ့ဘက်ကနေလိုက်စစ်ကောင်စီတဲစစ်သားတို့ကမအူတန်းရွာနဲ့ကိုင်းကြီးရွာနာကိုရောက်လာပြီးဘကုယမနီတီရှက်ကျရဘက်ကိုလက်နှစ်ကျင်းနဲ့ရှစ်ကျင်းထံမှနဲ့ပြစ်ခတ်ခဲ့လို့ဒေသခံချုပ်ကပြောတယ်။စစ်ကောင်စီတဲလက်နှစ်ကျင်းပြစ်ခတ်မှုနဲ့ကျင်းရတွင်ဝင်ရောက်မှုတွေကြောင့်ကိုင်းကြီးကိုင်းကလေးမအူတန်းတို့ကိုပင်စံပြထွက်တိုးတောင်းစပါကွယ်နဲ့တရက်တော်ဆရာကျရမှာဒေသခံပြည်သူတွေထွက်ပြေးတိတ်ရှောင်နေကြတယ်။ ။လမ်းရှိအချိန်တွေမှာစစ်ကောင်စီတပ်သားတွေအောက်ဖို့မြွနယ်နဲ့နေမြင့်ချင်းထိဆက်နေတဲ့ကျိုးပင်ကောင်မြွနယ်တွေက19ရွာဘက်ကိုပြန်ဆုတ်သွားကြပေမဲ့ဒေသခံပြည်သူတွေအနေနဲ့ကစစ်ကောင်စီတပ်သားတွေပြန်လာမှကိုယ်စွန့်ပြူပန်နေကြတယ်လို့ဆုံးဆက်သိရတယ်။ဒါပြင်အုပ်ဖွဲ့မျိုးပေါ်နဲ့ပကိုယုမဂျာတီရှဲတဲကောရွာနဲ့တဖန်းပင်စရွာတွေမှာစစ်ကောင်စီတပ်သားတွေလာရောက်ထိုက်ကြတာကြောင့်အဲ့ဒီကြေးရိုင်းနဲ့အနီးဝန်းကျင်မှာပြည်သူတွေပြစ်ခတ်မှုတွေဖြစ်လာမှကိုစိုးရိမ်နေကြပါတယ်။ ဆက်လက်ပြီးဂျပန်စစ်တပ်ရဲ့ဒုစစ်ကိုမနာတဲ့ခုခံနေတဲ့ KNDF ရဲဘော်တွေဂျပန်စစ်ကော်မရှင်တာ KNDF ပြည်နယ်နဲ့ပြူဆုံမြို့နယ်ကိုတောင်းလွန်အင်အားလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကိုအသုံးပြုကအပြင်းထန်ဒုစစ်စင်နေလို့ KNDF မြို့သားကာကွယ်ရေးတပ် KNDF တိုင်းရင်း15ကထုတ်ပြန်နေစေပြင်းထန်တဲ့ကာလမှာစစ်ကော်မရှင်ဒုစစ်တွေကိုနေမနာညမနာညမအိတ်ခုခံကာကွယ်နေတဲ့ရှေ့တန်းရောက်ရဲဘော်တွေရဲ့ point တင်တဲ့တူထုတ်ပြတာဖြစ်တဲ့ဂျပန်စစ်အုပ်စုကအပြင်းထန်ထွေးစစ်ဆင်နေရာကြောင့်ပြည်သူအနေနဲ့သတိဝရိယထားကသွာလာကြဖို့လဲ KNDF တိုင်ရင်15ကမြစ်တိုင်ရခိုင်နေ ဆက်လက်ပြီး KNU နဲ့မြေမှာစစ်ကောင်ရှင်တက်လေးစားတိုက်ခိုက်မှုအချိန်မြင့်လာကင်မျိုးသားစီအောင် KNU အုပ်ချုပ်နယ်မြေတွေမှာအခုရပိုင်တွေစစ်ကောင်ရှင်တက်ကလေးစားတိုက်ခိုက်မှုပုံမရှိမြင့်လာကြောင်းရထားထိခိုက်တိုက်ဆုံမှုရှဲလို့ KNU ထုတ်ပြန်ကြေညာသေးရတယ်။စစ်ကောင်ရှင်တက်က KNU မိတ်တွေခရိုင်ကကြေရတွေကအော်တိုဘလ6နှစ်ကနေ10နှစ်ထိလေးစားတိုက်ခိုက်မှု6ကြိမ်ထက်မနည်းပြုလုပ်ထားတယ်။စစ်ကောင်ရှင်တဲအရီလေးစားတိုက်ခိုက်မှုတွေရရသားပြည်သူ၁၄ဦးထံမှလည်းထိခိုက်ဒဏ်ရာပြီးဒေသခံ၃၅၀ကျော်နေရာစွန့်ခွာထွက်ပြေးနေရတယ်။ ဒါပြင်ဒုဗနာကွန်နီညပိုင်းကလည်း KNU တတုံကဲပြည်လင်းမြွနယ်ရှိပြည်မပင်စိတ်ကြီးအားလေချောင်းကနေတိုက်ခိုက်ခဲ့ရတာကြောင့်ကလင်းငင်ကောင်းတီဆောင်မီဆက်နယ်ကိုတိုက်ခိုက်တရားရှိခဲ့တယ်။အလားတူပြည်ကအော်တိုဘလာချာအနေက KNU ဘာပုံခဲ့ရင်တက်မာငါးနဲ့မြေတဲ့ကိုစစ်ကောင်ရှင်တက်ကလေချောင်းပုံကျဲတိုက်ခိုက်ရ။ကျောင်းသူနယ်ကိုတိုက်ခိုက်တရားရှိခဲ့လို့ KNU ဘာပုံခဲ့ကသတင်းထုတ်ပြန်နေ။ စစ်ကောင်ရှင်ရွေးကောက်ပွဲကိုတင်းတမာပြုလုပ်ဖို့ကြိုးပမ်းလျက်ရှိနေသလိုလက်လွတ်ဆုံးရှုံးထားတဲ့မြေတွေရှိပြည်သူတွေလူတွေကြောက်တရားဖြစ်ပေါ်စေဖို့အတွက်လည်းရည်ရချက်ရှိရှိလင်းကြောက်ကနေပုံစံတိုက်ခိုက်လျက်ရှိလို့ကန်နီမိတ်တွေကတက်မာလေးကထုတ်ပြပြောဆိုတယ်။လက်ရှိကန်နီအော့ချုံနေမြေကခိုင်ခနာကမှတိုက်ပွဲတွေကြောက်ထွက်ပြေးတိတ်ရှောင်နေတဲ့စစ်ပင်းရှောင်ဦးရဲ့တသန်းကျော်ရှိပြီးစစ်ရှောင်ပြည်သူတွေကလူသားချင်းစာနာမှုကူညီရေးဆက်လက်လိုအပ်လျက်ရှိလို့ KPSN ကထုတ်ပြန်တဲ့စီရင်ခံစာမှာဖော်ပြတယ်။ ဆလာပီဘီလင်းမှာစစ်ကော်မရှင်အကြောင်းမဲ့လေးကြောင်းမှပုံစံတိုက်ခိုက်မှုကြောင့်ကလင်းငောင်းတေဆုံကစစ်နယ်ဥဒဏ်ရရှိစစ်ကော်မရှင်ကမုံပြင်းနဲ့ဘီလင်းမြို့နယ်ပြင်းမပင်စိတ်ကြောက်ကိုအော်တိုဘလတ်ကိုရဲ့ည9နာရီဝန်းကျင်မှာအကြောင်းမဲ့လေးကြောင်းမှပုံစံတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရတယ်။ဒေဝက်ဖြစ်ပေါ်စေဖြစ်ရပြင်းမပင်ကြောက်ကိုဂျက်ဖိုက်တာနဲ့ပုံစံတိုက်ခိုက်ရာအသက်6နှစ်ကနေ12နှစ်ရွယ်ကလင်းငောင်းတေဆုံပြီးတိုက်ခိုက်တဲ့ရရှိသူစစ်နယ်ဥဒဏ်ရှိခဲ့တယ်။စစ်ကော်မရှင်ပုံစံတိုက်ခိုက်မှုကြောင့်တေဆုံခဲ့တဲ့ကလင်းငယ်တွေမှာဆောလင်တက်တာဆော်တွန်တော်မင်း နော်တန်တန်အေးနော်စမ်းမြင့်နဲ့နော်ပေါ်လာတို့ဖြစ်ကြပါတယ်။လက်ရှိမှာစစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေမှာအရက်သားတွေထက်ဦးတည်ကလေယာဉ်ဒရုန်းပရမော်တာစသည်တို့ကိုအသုံးပြုကလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြထန်ထန်လုပ်လျက်ရှိတယ်။စစ်ကောင်စီကကြက်ဖက်တိုက်ခိုက်မှုတွေကြောင့်ရခိုင်အတူပါတရက်ခန20ရက်ထိအရက်သား94ရက်သေဆုံးပြီး၎င်းတို့နဲ့39မှာလေကြောင်းတိုက်ခိုက်ခဲ့ရမှုကြောင့်ဖြစ်ကြောင်းနိုင်ငံကျင်းသားကုန်ရေးဆော့ရှာရေးတင်ကထုတ်ပြန်ထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရှင်။